မင်္ဂလာပါစနိုပါဒီနေ့စနိုကယောဂကိုအခြေခံလဲလုံးဝမရှိဘူးအခုမှစလုံးမှာဘယ်ကနေစပြီးလုံးဝမလဲဆိုတာမသိဘူးဆိုတဲ့သူလေးတွေအတွက်ကိုအခြေခံယောဂကျင့်စဉ်လေး၅မျိုးကိုတင်ပြပေးတော့မှာဖြစ်ပါတယ်ဒီ၅မျိုးကို နေ့တိုင်းလေးလုပ်ပေးနော်အဲ့ပထမအောင်ဆုံးကကြတော့ခြေပြားလေးကိုပူလိုက်မယ်။ခါးလေးတွေမှတ်လိုက်မယ်နော်။ခြေပြားလေးတွေကိုကင်ပြီးခါးလေးတွေဆက်မယ်။ဒူးလေးတွေခါထုတ်ပေးမယ်နော်။ခါးလေးကိုရသလောက်ကလေးဆန်ထားမယ်။တူကကြတော့ပေါင်အတွင်းကြောတင်းနေရတောင်းနေရလေးကြည်လာလိုက်မယ်နော်။ ။အဲနောက်တမျိုးလေးကကြာတော့ဒူးကိုထောင်လိုက်မယ်။ခြေပြားလေးကိုကာထုတ်လိုက်မယ်နော်။တော့ဒီဒူးလေးအထဲမှာရှိမယ်ခြေပြားလေးကဘေးနားလေးမှာရှိမယ်။ဒီခြေောက်ကလေးနှစ်ဖက်ကိုညာဘက်လေးကိုအရင်ဆောင်ချလိုက်မယ်နော်။လိုမျိုးလေးတောင်းမှန်လေးတောင်းမှန်လေးဖြစ်သွားပြီဆိုလို့ရှိရင်ဒီခြေောက်ရဲ့အရှိလေးမှာတထောင်ချမယ်တထောင်ချမယ်။ကောင်းလေးငုံလိုက်မယ်နော်ခါရတဲ့အားလေးတွေရှုံးမယ်သူကဗာလေးကောင်းလဲဆိုရင်ကိုတနေ့တနေ့အထိုင်များတာတို့ တနေ့ကအညောင်းမိနေတာလို့ဆိုလို့ရှိရင်ဒါမျိုးလေးကိုရှော့ပေးသူကတင်မာကျော်ကြီးပေါင်ကျော်လေးတွေပြောစီတယ်နောက်တစ်ချမ်းလေး သွားကြည့်အောင်เนาะဒီတိုင်းလေးပဲခုနလှဲ့တဲ့အတိုင်းလေးပဲထောင်းထားရဲ့နဲ့ဘေးလေးကိုစောင်းချလိုက်မယ်เนาะပြီးရင်ဒီခြေသလုံးရဲ့အရှိလေးမှာတထောင်လေးချမ်းမယ်ခါလေးတွေရှော့ကောင်းလေးငုံတင်မာကျော်ကြီးပေါင်ကျော်လေးတွေရှော့ချမ်းမယ်ကဲထားရအောင် နောက်တစ်တကွက်လေးရကြတော့ဒီ၆နှစ်ဖက်လုံးကိုဆန်ထုတ်လိုက်မယ်နော်။ချောက်ကလေးတွေကိုဆန်မယ်။ချောက်လေးတွေရသလောက်လေးကတ်ထားမယ်နော်။ပြီးရင်ခါးနေရာလေးရနေပြီးတော့တဖြည်းဖြည်းချင်းစီဒါလေးကိုအနောက်ကိုတွန်းလိုက်မယ်နော်။ဒီမားလေးကိုအနောက်ကိုပြင်မယ်ဒီပေါင်းနောက်ကလေးတွေဆန်ထုတ်မယ်။လက်နှစ်ဖက်လေးရချောက်ရဲ့ဘီနာလေးကနေရှောသွားလိုက်မယ်။ကိုကဆက်ဆက်ချင်းမောက်တယ်ဆိုရင်အရင်ကတ်ချင်မှကတ်မယ်။ဒါပေမဲ့အရင်ကတ်ဖို့မလိုဘူး။ကိုရဲ့တင်းနေရာလေးပြင်ရပြီနော်။လက်လေးတွေဆန်ထုတ်ခါးလေးဖြောမယ်။ခေါင်းလေးငုံထားမယ်နော်။ သူကပါလေးတစ်ထည့်လဲဆိုရင်ဒီပေါင်အနောက်တင်းနေရာလေးတွေပြေးလာလိမ့်မယ်ပြီးတော့ခါးညောင်းနာလေးတွေတက်တာလိမ့်မယ်ကြောကုန်တောက်လျှောက်ဒီခုတ်ကလေးကနေပြီးတော့ကြောတလျှောက်တင်းနေရာလေးတွေပြေးလာလိမ့်မယ်နော်ဒါလေးကိုကစိတ်ရှိရှိလေးနဲ့အသက်လေးကိုပုံမှန်လေးရှူသွင်းပြီးတော့စိတ်လေးကိုရှော့ပြီးတော့တင်းနေရာလေးတွေရှော့ပေးမယ်แกทายาเอา နောက်ထပ်တစ်မျိုးလေးသွားရအောင်နောက်ထပ်တစ်မျိုးလေးကကြာတော့ခါနာရာတို့ခါအရန်ညောင်းနေရလို့ဆိုလို့ရှိရင်ဒါမျိုးလေးကိုတနေ့ကိုတစ်ခေါက်လောက်တော့လုပ်ပေးတဲ့နဲ့တော့ပလက်လေးလှန်လိုက်မယ်နော်ပလက်လေးလှန်ပြီးရင်ညာချောက်လေးကိုဒူကွေးလိုက်မယ်ညာလက်လေးကိုဘေးလေးကိုစံထုတ်လိုက်မယ်နော်ပြီးတော့မှကိုယ့်ရဲ့ဘယ်ဘက်လက်ကလေးကချောက်ရဲ့ဒီဘေးလေးပေါ့နော်ဘေးလေးကိုကင်မယ်ဒါလေးကအပေါ်ကနေပြီးတော့ဖိသွားလိုက်မယ်ခါလေးတွေကိုလဲထုတ်လိုက်မယ်နော် ကိုယ့်ရဲ့လက်လေးတွေကကြတော့ဒါအတင်းနေဆိုလို့ရှင်ကွာလာလိုက်မယ်ဒီလက်လေးကိုရတလောက်ကတ်ထားပေးမယ်နော်ခါလေးတွေကို short လက်ထုံးနောက်တစ်ချမ်းလေးဆန်းကြည့်အောင်နော်ပလက်လေးလှန်လိုက်မယ်ဒီဒူးလေးကဘဲဒူးလေးကိုကွေမယ်ဘဲလက်ကိုဆက်မယ်လက်တွေမမားစေနဲ့နော်ညာလက်လေးကဘေးလေးကနေကင်မယ်သက်လေးကိုအရင်ရှူသွင်းရှူထောဖိချ ခုနစနုပ်လှဲလိုက်တဲ့အချိန်မှာဒီခါလေးကကျွတ်ကျွတ်ဆိုပြီးဖြစ်သွားတာဒါခါကြောဖြည့်ပြီးတအားနေလို့ကောင်းတာတနေ့တစ်ခေါက်လောက်တော့လုံပြီနော်ဒါမျိုးလေးနောက်ဆုံးတစ်မျိုးလေးကကြတော့ခြေပြားလေးတွေကိုပူထားမယ်နော်ဒူးလေးတွေကိုကာထုတ်လိုက်မယ်ဒီကြားထဲမှာဟားသွားတဲ့နေရာလေးကိုလက်ကိုရှောရှောပြီးတော့ခန္ဓာကိုယ်လေးကိုမှောက်ချလိုက်မယ်နော်နှစ်ဖူးလေးတွေချမယ်ရင်ဘတ်လေးတွေရတဲ့လောက်ကတ်ထားလိုက်မယ်နော် သူကကြတော့လမောင်းလေးတွေကိုလုံးဝရှော့ပေးလိုက်မယ်နော်ခါရဲ့တောင့်တင်းနေရလေးတွေပြေးလာလိမ့်မယ်လမောင်းညောင်းနာလေးတွေကိုရှော့ထားမယ်ပြီးရင်ပေါင်ရင်ကနေခြေပြတောက်ရှောင်းတင်းနေရလေးတွေရှော့ပေးလိုက်မယ်နော်ကဲထားရအောင် အဲ့တော့ယောဂကိုဘယ်ကနေစရမလဲမသိဘူးဆိုတဲ့သူလေးတွေအတွက်ကို အခုပြပေးတဲ့အခြေခံယောဂ pose ၅မျိုးကို လိုက်လို့ကြည့်နေတိုင်းလုပ်ပေးရဆိုလို့ရှိရင်ကိုယ့်ရဲ့တောင့်တင်းနေတဲ့နေရာလေးတွေပြေလာမှာမလို့ဆက်လုပ်ကြည့်နော်နောက်ဗီဒီယိုလေးမှာဆုံကြမယ်တတား